ကဲတော့ region လေးလုံးဝပြရကြာပြီပေါ့နော်အဲ့တော့ lamentary ဒါ booking နေအရင်များနေလို့နော် booking နေဖြတ်နေရတာကြောင့်ဒါ region လုတ်ပြရအချိန်ကြီးနေသွားတာဆိုတော့ကွာဒီနေ့လုတ်ပြမယ် region ကြီးကတစ်ဖက်သူနဲ့ကိုနဲ့ကြားမှာဘလို့အပြောင်းလဲလေးဖြစ်လာမလဲ current energy check သူနဲ့ကိုနဲ့အကြောင်းမကြည့်ကြည့်အောင်နော် ဘလို့ပြောင်းလဲမျိုးလေးဖြစ်လာမလဲလုံးဝမကြည့်စင်မှာတော့တွင်ပေါ့နော်ဒီနှစ်ကောင်အထီးသူနဲ့ကိုနဲ့ဘလို့ပြောင်းလဲမှုလေးဖြစ်လာမလဲစစ်ဆော့ပန်တကယ်701 the phone several sources queen of one နိုင်ရောပန်နီကသမချင်ရှင်အဲ့တော့ပြောရမယ်ဆိုနှစ်ယောက်ထဲတစ်ယောက်မှာ energy ကောင်းနေရောပေါ့နော်ဒါပေမဲ့ energy က balance မဖြစ်သေးရတော့တွေ့ရနော်အဲ့တော့ကိုက TV ရှင်လာကြည့်ရသိချင်လို့ပေါ့နော်ဒါပေမဲ့နှစ်ယောက်ကြားမှာအနေငယ်တွေ့အိနေရမျိုးဖြစ်ရတယ်အရင်ကြီးလဲ close ဖြစ်ဖြစ်နေတဲ့ connection မျိုးတော့မဟုတ်ဘူးဒီမှာပထမဆုံး energy ရတာ เนาะအဲ့တော့ဘာဆက်ဖြစ်လာဖို့ရှိမလဲเนาะအသားစီအခက်အခက်ခဲအနောက်ဖြတ်တီအများပဲမိဘကဒီထက်ပို့ပြပြတ်နိုင်တော့မင်းဒီထက်ပို့ပြလက်လွတ်နိုင်တော့မင်းတို့လက်လွတ်နိုင်တော့မင်းတစ်ဖက်သူကသူကလေမင်းရောချစ်တယ်ဒါပေမဲ့သူဒီ သူ့ပေမှာမင်းပြချာရွေးချယ်ကြရရှိနေတာကြောက်ရပဲဖြစ်ဖြစ်ပေါ့နော်အလောက်ကိုင်းတဲ့ငွေကြီးစီးပွားကြောင့်မဖြစ်ဖြစ်မင်းကိုအဲ့နှစ်လအတွင်းမှာတိတ်ပြီးအာယုံဆိုင်ဖြစ်မှာမဟုတ်ဆိုလိုချင်တာကမင်းတို့နှစ်ယောက်ဒီနှစ်လအတွင်းမှာ romance energy မရအောင်အပြောင်းလဲလျော့ရှိတယ်ဒါပေမဲ့အဲ့အပြောင်းလဲဒီခဏပဲပြီးရင်ဖြောက်သွားလိမ့်မယ် stable ဖြစ်တဲ့အပြောင်းလဲမျိုးတော့မဟုတ်ဘူးနော်အဲ့တော့ ဒီ video လာကြည့်လို့ကြည့်နေဒီ connection ကမင်းတယောက်တည်းကိုဟိုးလုံလောက်ထားတာမင်းတယောက်တည်းကိုကင်ထားတဲ့ connection မျိုးမင်းတယောက်ကပဲဒီ connection ပေါ်မှာဒါအရန်ဆွဲထားရဲ့အရန်ဒါဖြစ်ချင်တဲ့စိတ်ဆန္ဒရှိရဲ့ဆွဲပုံစံမျိုးတစ်ဖက်တော့ तू အလောက်ကိစ္စနဲ့ငွေကြေးပေါ်မှာပါအယုံဆိုင်ထားတာနော်အဲ့လိုမျိုးနေနေဆိုတော့ ဘယ်လိုပြောရမလဲအဆက်အသွယ်တွေကတော့ရမှာပါမနှုတ်ညောက်ကြရဲမှာလေဒီလိုမျိုးဘယ်လိုပြောရမလဲ online off ဖို့နော်ဒီနေ့အဆက်အသွယ်ရသွားရင်ငရဲလောက်နေလိုက်ပြက်သွားလိုက်ပြီးပြန်ရလိုက်အဲအဲ့လိုဒီကြရဲမှာတော့ဖြစ်နေမှာဒါပေမဲ့ romance energy မတွေ့သေးဘူးနော်သူနဲ့ကိုယ်နဲ့ကြောင်းမှာ energy မမြင်မညီသေးဘူးပေါ့နော်ဒါပေမဲ့တေချာတဲ့ future မှာတော့ maybe နောက်နှစ်ထဲမှာပေါ့နော်ဒီနှစ်လအတွင်းမှာတော့မနှုတ်ညောက်ကြမှာ happy energy romance energy မျိုးမမြင်သေးဘူးနောက်နှစ်ထဲမှာတော့ရှိလာနိုင်မယ် အဆက်အသွယ်ရမယ်။နော်အချစ်တစ်တခုစတင်ဖြစ်မယ်။သူနဲ့ပတ်သက်ပြီးရင်ခုန်စရာကိစ္စလေးကြားလာရတယ်။သူကသူ့ရဲ့ခံစားချက်တွေကိုမင်းကိုပြောလာတာမျိုး။နော်အဲ့တော့အချိန်တော့ပြီလာမလို့နေရောအဲ့တော့ဒါကိုတော့သိချင်တာပေါ့နော်ဒီနှစ်လအတွင်းမှာမင်းတို့နေရာဘလို့တိုးတက်ပြောင်းလဲလာမလဲဆိုတော့ဒီနှစ်လအတွင်းမှာမင်းတို့နေရာတိုးတက်ပြောင်းလဲလာမှာဟုတ်ဘူးအခုနေလဲမင်းတို့နေရာကြားမှာဒါသွေးအေးတဲ့ conversation တွေဖြစ်နေမယ်နော် conversation ကရတဲ့ချက်မရတဲ့ချက်ပေါ့နော်အဆက်အသွယ်ရတဲ့ချက်မရတဲ့ချက်ဖြစ်နေရတယ် เนาะဒါပေမဲ့ဒီ၂ယောက်ထဲကတယောက်မှာဒီကောနက်ရှင်ယုံကြည်ရင်ဆက်သွားလို့ရတယ်ပြီးတော့ကိုကဒီချိန်မှာဒီအခု DV ရင်ကြည့်နေသူရဲ့ energy ကိုပဲယူပြီးတော့ပြောမှာပေါ့နော်တဖက်သူရဲ့ energy မျိုးကမမျိုးတဖက်သူကဒီချိန်မှာ energy အရင်ကောင်းနေအောင်မဟုတ်ဘူးသူကသူ့အနေနဲ့ငွေကြီး problem တစ်ခုမဟုတ်တစ်ခုပေါ့နော်သူ့ life မှာအပြောင်းလဲစခဲ့တစ်ခုကြုံနေရတယ်အဲ့အရာမှာသူကအယုံဆိုင်ထားတယ်သူ့အိမ်မက်တွေလည်းရှိရသူဖြစ်စင်တဲ့ဆန္ဒတော့သူကသွားချင်သေးရ မင်းကိုနောက်ပြန်ဖလှယ်ကြည့်တယ်သူကဒီသွား keep going မှာရှေ့ဆက်သွားနေအောင်ပါအဲဒါပေမဲ့ဒီနှစ်လကြော်ပြီးရင်တော့နှစ်ယောက်ကြာမှာသူ့ဘက်ကခွန်မဲမဲလေးတစ်ခုသူ့ဘက်ကမင်းနဲ့ပတ်သက်တဲ့ခန်းစားချက်တွေတစ်ခုလာပေးဖို့ရှိရဲအဲ့ကြောင့်မင်းပြောရမယ်ဒါပေမဲ့ဒီနှစ်လအတော်အတွင်းမှာပဲဖြစ်ဖြစ်ပေါ့နော်ငြိမ်နေလိုက်မယ်မင်းဘက်ကမင်းဘက်ကပဲငြိမ်နေပါမဖြစ်ဖြစ်သူ့ဘက်ကပဲငြိမ်နေမှာဖြစ်ဖြစ်ပေါ့နော်နှစ်ယောက်ကြာမှာဒါ အရင်ကြီး close ဖြစ်တဲ့ energy မတွေ့သေးဘူးဒီညလအတော်ဒီညလအတော်အတွင်းမှာဆိုတော့ပြောချင်တာက Mindy energy အရင်ကောင်းနေပါတယ်တစ်ဖက်သူနဲ့ပတ်သက်ပြီးတော့အဲ့တော့ကိုက data universe ရဲ့ favorite တွေပေါ့နော်ဒီ video လာကြည့်ရတဲ့သူက energy အရင်ကောင်းနေရဲ့ကိုကိုပဲချက်တယ်ကိုကိုပဲ focus လုပ်တယ်ကိုကိုကိုအတွက်ကိုပဲတွေးတယ်ဆိုရင် energy မျိုးဆိုတော့ကျွန်တော်ကဒီမှာ divine feminine energy တော်တော်များများရနေပေါ့နော် divine feminine အဲ့လို energy မျိုးက strong ဖြစ်တဲ့ energy မျိုးရနေရဲ့နော် strong ဖြစ်တဲ့ energy မျိုးဖြတ်တာရဲ့ energy မျိုးကိုကိုယ် focus လုပ်နေတဲ့ energy မျိုးเนาะဖြားတယ်သူလည်းပတ်သက်ပြီးတော့လဲဒါ let go state မှာသိလား let go state မှာကိုယ်လက်လွတ်ထားတယ်ဒါပေမဲ့ hope ပေါ့နော် stay hope ဒါ deconnection ပေါ်မှာကိုကဒါမျောလင်းချက်ရှိနေတယ်တော့ဘာဆက်ဖြစ်မလဲသိရှင်လို့လာကြည့်ရအဲ့တော့ main ဘက်က energy ကောင်းနေအတွက်အတွက်ကြောင့် main manifestor တွေအဆင်ပြေမအောင်မြင်မယ် เนาะမင်းစုတောင်းထားတယ်သူနဲ့ပတ်သက်ပြီးဘလို့စုတောင်းထားတယ်သူနဲ့ပတ်သက်ဘလို့ manifest ထားလဲအဲ့အရာတွေမပြည့်ပဲ universe ကမင်းကိုလှုပ်ပေးလိုက်မယ်မင်းအတွက်ဘာလို့လဲမင်း energy ကောင်းတယ်လို့မင်းကလက်နဲ့ထိလိုက်တိုင်းရွှေဖြစ်နေတဲ့ energy မျိုးကွာเนาะအဲ့တော့အခုတလောအဲ့လို energy မျိုးမဖြစ်ရအောင်မဖြစ်လာဖို့ရှိရဲ့အဲ့တော့ဒီပြောမယ်ဆိုဒီ retrograde ကလာမယ်တို့ညတော့တိတ်တော့မသက်ဆိုင်ဘူးเนาะဒါကိုကိုကိုယ်တိုင်သူလဲသူလဲသူသွားနေတဲ့ ကာလာကိုလဲကိုလန်းကိုသွားနေကာလာတတယောက်နဲ့တယောက်ချာမှာမင်းဘက်ကပေါ့နော်အဓိကအဖြစ်မင်းဘက်ကသူနဲ့ပတ်သက်ပြီးတော့ဒဏ်ရာတော်တော်များများဒါအဆင်ပြေသွားပြီဆိုတဲ့ပုံစံမျိုးလေးကိုကိုကိုလန်းကိုလို့ဆရာရှိအောင်ဆက်လုပ်နေရဲ့အဲ့တော့အဲဘယ်ရီထိုဂိတ်လာမင်းတိုက်တော့ကြောက်ရမှာတော့မဟုတ်ဘူးအဲ့တော့ဒီရီထိုဂိတ်မှာသူတဖန်ပြန်လာမှာလည်းမဟုတ်ဘူးဒီရီထိုဂိတ်ကြော်မှပဲမင်းတို့နှစ်ယောက်တည်းကောင်းသောစတင်ခြင်းလာလိမ့်မယ်အဲ့တော့ဒီရီထိုဂိတ်ကမင်းဒါ သူသူ့ဘက်ကလည်းသူနဲ့ပတ်သက်တဲ့ခါမစ်ပတ်တန်တစ်ခုသူ့ဘက်ကသူလုံဆိုင်ရှိရဲ့ဒီလိုဆိုခဲ့မှာအဲ့တော့မင်းဘက်ကကြတော့ဒါ universe favorite ဖြစ်နေရဲ့အတော်အတွက်ကောပြောတော်တော်များများလဲဒါ heal ဖြစ်နေရဲ့အတော်အတွက်အတွက်ကောပေါ့နော် heal ဖြစ်နေရဲ့အတွက်ရောတိတ်ပြောဒီလိုဆိုခဲ့မှာအလူလဲခံစားရမှာတော့မဟုတ်ဘူးအကော့ကိုပဲ focus တော့ဘူးကော့ကိုပါအရောစိုက်နေမိလိမ့်မယ်မေဘီသူနဲ့ပတ်သက်တဲ့တရားအစိတ်ပိုင်းတချို့ပေါ့နော် အလစ်တက်လျော့ကြံနေသေးတယ်။တော့ကပြီးပြတ်သွားတာမျိုးမဟုတ်ဘူး။အဲကိုကိုရယ်တော့ကုစားလိမ့်မယ်။ तू ကလာဆွဲထုတ်ပေးမှာတော့မဟုတ်ဘူး။ကိုကိုရယ်တော့ဒါတစ်ခုမဟုတ်တစ်ခုနဲ့တိပြီးတော့ပေါ့နော်။ဒါကိုကိုရယ်တော့ပြန်ကုစားရဖို့လို့ရှိတယ်။အဲတော့ပြောရမယ်ဆိုရင်ဒါမင်းတို့နှစ်ယောက်အတွက်ဒီကာလအတော်တွင်ကဒီနိုဝင်ဘာနဲ့ဒီဇင်ဘာကာလမင်းတို့နှစ်ယောက်အတွက်က heal healing ကာလပေါ့နော်။ဆိုတော့နှစ်ယောက်ကြားမှာ romance energy မျိုးမရှိသေးဘူး။အဲ့ဒီနှစ်လကျော်မှာပဲမင်းတို့နှစ်ယောက်ကြားမှာအပြောင်းအလဲတစ်ခုဖြစ်လာနိုင်မယ်။နော်။ ပြောင်းလဲတစ်ခုဖြစ်လာလိမ့်မယ်အဲ့တော့ three of cups ဆိုတဲ့ပုံစံအတိုင်းပေါ့နော်အဆင်ပြေပါပါနော်ဒါ union ရဲ့ပုံစံမျိုးလေးပေါ့နော် union ရဲ့ energy လေးဒါဟို ADIS ပုံစံတွေဆိုရင်ဒါစုံတွဲဖြစ်မယ်ဆိုတဲ့ပုံစံမျိုးเนาะ third party TP saturation အနေထားလည်းတွေ့ရတယ်เนาะခွင်းတော့ဖန်တီးကြ အပူပါနဲ့ဒီမှာကြည့်အောင် Divine Family အများအပြားရနေရလဲမပြောနဲ့အဲ့တော့ဒီ video လာကြည့်ရင်တော့မိန်ကလေးတော်တော်များလိမ့်မယ်เนาะ strong ဖြစ်တဲ့မိန်ကလေးတော်တော်ကြာကြည့်ဖို့ကြာကြည့်ချလိမ့်မယ်เนาะတစ်ဖက်သူနဲ့ကိုယ်နဲ့ဘာဆက်ဖြစ်မလဲတည်ချိန်မှာ maybe ယောက်ျားလေးလည်းပါမှာယောက်ျားလေးလည်းတည်ချိန်မှာ energy ကောင်းနေ energy လည်းမြင့်နေပေါ့เนาะဒါပေမဲ့ကြာနေ energy က Divine Family energy တော်တော်များများရနေเนาะဆိုတော့ ခွေး energy ပဲကွာအဲ့မင်းလုံးနိုင်သွားမှာသူနဲ့ပတ်သက်ပြီးတော့ဒါသူ့ကိုဒါလစ်လူရှူသွားနိုင်ပြီးကိုလန်းကိုရှောက်နိုင်မှာဒီ retro gate ကလာမင်းတို့နေရာအတွက်တော့တိတ်တော့မသက်ဆိုင်ဘူးဒီ retro gate ကလာမှာလည်းသူပြန်လာမှာမဟုတ်ဘူး retro gate ကလာပြီးမှာမင်းတို့မျိုးက new beginning နေစတင်မှာအဲ့တော့ဒီ retro gate ကလာမှာမင်းအနေနဲ့ရှင်းတဲ့နဲ့အရာတွေရှင်းတဲ့နဲ့ trauma လက်ကျန်နေလို့ရှင်းရမယ်နော်ဟုတ်ပြီနော် let go လွတ်လွတ်ချနိုင်တဲ့အရာအကုန်ကိုလွတ်ချရမယ်အဲ့လိုမျိုးလေးပြရတယ်ဆိုတော့ တစ်ဖက်သူနဲ့မင်းနဲ့ကြာမှာတီဗီအနောက်ရက်လေးရောရှိနေသေးတယ်အဲ့တော့နေရောအဲ့တီဗီနဲ့တွေ့သွားလို့နောက်တစ်ခုကြည့်ပြုံးမယ်အဲ့တော့ဒီတီဗီ situation ဒီနှလားအလုံးမှာပြပြတ်သွားပြပြတ်သွားမလားသူနဲ့ကိုနဲ့ကြာတီဗီတက်ပါလေး situation နော်ပြပြတ်သွားမလားနောက်နှစ်ထဲမှာပေါ့နော် နောက်နှစ်ထဲမှာသူလက်ကိုလည်းပြည့်ပြတ်သွားမလား TV situation သူလက်ကိုလည်းကြောက်မှရှိကိုယ့်ဘက်မှာလည်း TV situation ရှိကောင်းရှိနိုင်မယ်သူ့ဘက်မှာလည်းရှိကောင်းရှိနိုင်မယ်အဲ့ဒီ situation တွေပြည့်ပြတ်သွားနိုင်မှာကျေးဇူးပြီးပြတ်သွားပြီ။ Okay, အဲ့တော့ အဒီဘယ်လိုပြောရမလဲခန္ဒီနှလားလေးကိုတိခန့်လိုက်ပါတော့မင်းတို့နှစ်ယောက်တည်းမကောင်းတဲ့ကာလာတွေကပြီးသွားတော့မှာပြီးသွားတော့မှာကွာအဲ့တော့နောက်နေ့ထဲမှာသူ့အနေနဲ့ TP saturation နဲ့ပြီးပြတ်ပြီးတော့မင်းစီကို commitment တက်ခုလာပေးလိမ့်မယ်သူစိတ်ဆန္ဒရှိရနော်အဲ့တော့ဒီနှလားတွင်တော့မင်းသူ့အကြောပေးထားလိုက်ဒီနှလားတော်တွင်မှာသူနဲ့ပတ်သက်ပြီးတော့သူ့ကို light chase တာမျိုးသူ့အကြောင်းနေစဉ်းစားတာမျိုးတွေဒါ သူစင်မပြေပါမလားတွေးကြည့်ရဲကိစ္စကြီးလောဝရှောင်းမယ်ဒီနှစ်လအတွင်းမှာကိုယ့်ရဲ့ energy ပြန်ကောင်းအောင်လုပ်မယ်ကို့အတွက်ကိုယ်ပဲကို့အာရုံစိုက်မယ်ကို့ကိုယ်ပဲ focus လုပ်မယ်ဆိုရင်မင်းတို့နှစ်ယောက်ကအနောက်နဲ့ထဲမှာနောက်နှစ်ကပေါ့နော်2026ကမင်းတို့နှစ်ယောက်အတွက်နှစ်တစ်နှစ်ဖြစ်နေတတ်တယ် new began နေ့နှစ်တစ်နှစ်ပေါ့နော်အဲ့လိုလေးဖြစ်နေတတ်တယ်ဆိုတော့အဲ့ trust the process ပေါ့နော်အဲ့ကိုယ်သာ energy ကောင်းအောင်နေ universe ကမင်း manifest တာရဲ့အရာမင်းလို့ရှင်တဲ့အရာချပေးမှာဆိုတော့ဒီကာလ retrograde ဒါနှစ်ကုန် retrograde ကာလအတွင်းမှာမင်းအနေနဲ့သူနဲ့ပတ်သက်တဲ့ trauma အလစ်တလေးရှိနေရင်တော့ trauma ရဲ့ကုန်ရှင်းထားပါတော့အဲ့တော့နောက်နှစ်ထဲမှာမင်းဘက်ကလည်းသူနဲ့ပတ်သက်ပြီး ready ဖြစ်နေဖြစ်နေမယ်သူဘက်ကလည်းမင်းနဲ့ပတ်သက်ပြီး ready ဖြစ်နေမယ်တော့ဒီချိန်မှာတော့နှစ်ယောက်ကြမှာသူလည်းသူ life နဲ့သူသူပတ်တန်နဲ့သူပေါ့နော်သူကမဲ့သူပတ်တန်နဲ့သူရင်ဆိုင်ကြော်ဖြတ်စရာလေးရှိနေသေးရဲ့မင်းရောအာရုံဆိုင်နေမှာမဟုတ်ဘူးအဲ့တော့မင်းဘက်ကလည်းသူနဲ့ပတ်သက်ပြီးရခဲ့တဲ့ trauma အကျဉ်းကြံလေးတို့ဒါရှင်းဖို့ရှိနေ ရှိနေသေးတယ်။ energy ကအဆင်ပြေနေပြီဆိုပေမဲ့ elevated လေးရောချန်နေသေးတယ်။အဒီထက်ပိုပြီး energy ကောင်းနေပါနော်။ကိုကဒီလူနဲ့ပတ်သက်ပြီးတော့လောဘဒေါသမဟုတ်ရဲလာလေးလေး universe က message ကိုလိုချင်တာပြီးလာလိမ့်မယ်။ဟုတ်နော်အဲ့ဒါလေးကြည့်ဖို့ပဲကိုကဒီလောဘဒေါသတွေနဲ့ပေါ့နော်သူ့ကိုဒါလိုချင်တတ်မှတ်စိတ်ရှိနေသေးရင်မရနိုင်ဘူးကွာအဲ့တော့ attachment မရှိမှ ခုလိုရှင်းတာပေးမှာအဲ့တော့တက်နိုင်တယ်မြန်သူနှစ်ပတ်သက်ပြီး attachment မရှိနဲ့အဲ့ဒီဘယ်လိုပြောမလဲဒီ video လာကြည့်နေသူမယောက်ျားလေးပါရဲ့အဲ့ဒီကိုတစ်ဖက်ကိုရဲ့တစ်ဖက် main ကလေးကိုရဲ့တစ်ဖက်ယောက်ျားလေးဆက်မြစ်တယောက်ယောက်ပေါ့နော်ကို commitment တစ်ခုလာပေးလိမ့်မယ်ကိုအချက်တွေသူလက်ခံလိမ့်မယ်ဒါမှမဟုတ်သူစီကသူချစ်ပေးရခံရတတ်တယ်ဟာ happy ending okay နော် happy ending နော်မင်းတို့ယောက်ျားပါနောက်နှစ်ကမင်းတို့ယောက်ျားအတွက်နှစ်ပဲ ော်အဲ့တော့ဒီခေါင်းစဉ်တက်တက်လိုက်တာကတော့ဒီနှလအတွင်းဘာဆက်ဖြစ်မလဲဆိုတဲ့ပုံစံမျိုးပဲတက်လိုက်တာဒါပေမဲ့ဒီနှလအတွင်းမှာမင်းတို့နှစ်ယောက်ကအခြေအနေတိတ်ကောင်းမှာမဟုတ်ဘူးဒီနှလမှာမင်းတို့နှစ်ယောက်အတွက်ကြော်ဖြတ်စရာကိစ္စတွေလက်ဆင့်တွေသင်ယူစရာမပြီးသေးဘူးအဲ right time မဟုတ်သေးဘူးဒီနှလမင်းတို့နှစ်ယောက်အတွက်အဲ့တော့ဒီနှလကြော်ပြီးမှပဲမင်းတို့ဒီနောက်နှစ်ထဲမှာမင်းတို့နှစ်ယောက်အတွက်နှစ်တစ်နှစ်ဖြစ်လိမ့်မယ်မင်းတို့နှစ်ယောက်အတွက် reunion နှစ်တစ်နှစ် new beginning နှစ်တစ်နှစ်ဖြစ်လိမ့်မယ် happy ending 10 of cups အော်ဒီကကြလာရင်လောက happy ending ပဲပျော်ရွှင်ဖို့ရအဆုံးအသက်လေးပဲမမြင်လားဘာလို့သေးလဲကြတဲ့ကတ်တွေကိုဆက်ဆက်ပြီးရွှေ့လိုက်ထားတော့ကတ်တွေရောက်လာလေနော်ဆိုတော့ဒီနှစ်လလေးရောကြည့်ခံလိုက်မှားတယ်နော် energy ကောင်းနေ energy မကောင်းအောင် energy ကမကောင်းနေဘူးဒီလောဘဒေါသမောဟရဲ့ဒီဆွဲလန်းမှုတွေနောက်မှာပဲလိုက်နေရယ်နော်လောဘဒေါသမောဟရဲ့ဆိုတော့ဘာပြောရလဲသူနဲ့တူတူရှိရှင်နေနော်အဲဒါသူ့ကိုလွမ်းနေသူ့ကိုတတိယရတယ် သူငါပြနေရှိရင်ကောင်းပါပဲသူငါကိုချစ်လာရင်ကောင်းပါပဲအားအများကြီးပဲတို့ရှင်တတ်မဲ့စိတ် attachment လောဘအဲ့ဒီအရာမရှိမှနောက်နေ့ထဲမှာမင်းတို့တယောက်တော့ perfect timing လာမှာဒီနလအတွင်းမှာကိုကိုပိုင် heal ဖြစ်အောင်လို့သူ့လုံးဝလက်လွတ်နိုင်ဖို့ကြိုးစားသူ့အကြောင်းမတွေးမိဖို့ကြိုးစားသူ့နဲ့ပတ်သက်ပြီးတော့ attachment မရှိနိုင်အောင်ကြိုးစားဟုတ်ပြီနော်အဲ့ဒါရည်ရည်ရပဲဟုတ်ပြီနော်မင်းတို့တယောက်တော့ happy ending ပဲကဲအဲ့တော့အင်ချယ်ရီရော မလို့ညောက်တော့ပါမထားသေးတယ်။မလို့ညောက်တော့ပါပြောချင်တယ် Trust ယုံကြည်ထားပါတဲ့ Release your ex. Pack Release. uh, you have no each other. Okay. Not good. Love yourself first. Okay. အော်ဒီမှာသူပြောချင်တာလေရှင်းရှင်းလေးပဲကွာဒါဒီယုံကြည်ထားပေါ့နော်ယုံကြည်ထားယုံကြည်ထားတဲ့အတိုင်းဖြစ်လာမှာဒီမှာ release your ex ဆိုတာထက်ပေါ့နော်ဒီမှာသူပြောချင်တဲ့စာလေးကိုပဲကြည် the time has come to clear your energy ဆိုတော့ဆိုလိုချင်တာခုန lavender ပြောချင်တဲ့သဘောအတိုင်းပဲလွှတ်ချထားလိုက် attachment တွေကိုလွှတ်ချထားလိုက်အဲ attachment တွေလွှတ်ချပြီးတော့ယုံကြည်ခြင်းနဲ့စောင့်နေဒီ journey မှာเนาะအဲ့ဒီအရင်ဆုံးကိုယ့်ကိုယ်လည်းချစ်ဖို့မမိနဲ့ဒီ journey မှာကိုယ်လိုချင်တာရဖို့ဆိုရင်ကိုယ်ကိုယ်တိုင်ကိုယ့်ကိုယ်အရင်ဆုံးချစ်မှဖြစ်မှာကိုယ့်ကိုယ်အင်နာဂျီကောင်းနေဒါတွေပဲကွာဒီလား angel patient and message ကလည်းဒါတွေပဲအဲ့တော့မင်းတို့နှစ်ယောက်ကဒါ past life relationship ဒါဘယ်မှာဆိုလို့เนาะ past life relationship ဆိုတော့လေဒီနှစ်ယောက်က အတိတ်ဘဝကလည်းဒီလိုမျိုးဒီလိုမျိုးပတ်တန်တစ်ခုနဲ့ကြုံခဲ့ပြီးသားဒီလိုမျိုးပဲပတ်သက်ခဲ့ပြီးသားအဲ့ဒီအတိတ်ဘဝကမပြည့်ပြည့်တဲ့အရာတစ်ခုဒီဘဝမှာလာပြီးတော့ကြုံရမှာ maybe maybe past time မှာမင်းတို့မျိုးက happy ending မရှိခဲ့ဘူးကျွန်တော်တို့ကချစ်ကြရတယ်ဆိုဒီ life မှာ happy ending ဖြစ်ဖို့ဆုံးတွေ့ရတာမျိုးကအဲ့တော့အတန်းတော့အတိတ်ဘဝမှာကလည်းတိပိကသူတွေအဲ့တော့ဒီ connection မှာဒါ soul mate don't fade နေအများကြီးပါမယ်ပေါ့နော် soul connection ရှိတဲ့သူတွေပါမယ်ပေါ့နော်အဲ့အဲ့တော့ဒါ အင်ဂျယ်ပြောတဲ့ message ကလည်းဒီတိုင်းပါပဲမင်းနဲ့သူနဲ့ကြောင်းမှာဒါအတိတ်ဘဝရည်စက်လည်းရှိနေသေးရဲ့အဲ့တော့ဒီ life ကလည်းဒီဘဝမှာလည်းရည်စက်ကမပြည့်ပြတ်သေးဘူးကောင်းတဲ့တဖန်ကောင်းတဲ့ရည်စက်ပြန်ကြုံရအောင်မယ်အဲ့တော့ဒီချိန်မှာကိုယ့်ကိုယ်ပဲချစ်ထားပါလှုပ်ချတဲ့အရာရောလှုပ်ချပါယုံကြည်ထားပါကြည်ကြောင်မျိုးယုံကြည်ထားပါဒါပဲဟုတ်ဟုတ်ပြီနော်ကဲအဲ့တော့ဒါနှစ်ယောက်ကဒီနှစ်ကောင်အထီးတော့တိမ်ထူးရနိုင်တယ်နောက်နေ့ ထဲမှာပဲညောက်က reunion energy ဖြစ်ရမယ် claim this energy เนาะအဲ့တော့ back connection မျိုးပဲလာကြည့်ကြည့်ပေါ့เนาะအဲ့တော့ဒီ region လေးကို claim လုပ်ဖို့မမေ့နဲ့ lavender seed ကိုဒါ energy match ဖြစ်လို့ဒါ booking latin channel ဆိုရယ် facebook page messenger မှာ latin ထားလို့ရပါတယ် facebook page messenger မှာဒါကြီးနာမည်နဲ့ပဲပေါ့เนาะ lavender ထားတော့ဆိုပြီးတော့ရှိရယ်အဲ့ဒါနဲ့ booking latin ထားလို့ရပါတယ် tiktok messenger နဲ့လက်ခံတယ် ဖိုင်ဘာမှာလည်းရတယ်ဖိုင်ဘာကျတော့ဒါဖိုင်ဘာနံပါတ်ကို Facebook မှာပဲတင်ထားတော့အဓိက Facebook မှာပဲဆက်သွယ်လို့ပဲရတယ်ပေါ့နော် Facebook page ရှိပါတယ်ကဲဟုတ်ပြီနော်အဲ့တော့နောက် region တွေမှာပြန်တွေ့မယ်နောက် region မှာကျတော့စီးပွားရေးကြီးပွားရေးလာတယ်နော်စီးပွားရေးကြီးပွားရေးဒီနှစ်လအတွင်းဟုတ်ပြီနော်ဒါတော့တစ်ဖက်သူနဲ့မင်းနဲ့အကြောင်းပဲ bye bye